တိယမြောက်ကောင်းစဉ်တစ်ပုဒ်ရှိပါတယ်အဲ့ဒါကတော့ရွှေဘူးကွယ်မဆူထားနဲ့ငွေဘူးကွယ်မဆူထားနဲ့လို့ကောင်းစဉ်လေးဖြစ်ပါတယ်ဆိုတော့ဒါလေးကိုထပ်ပြီးဖတ်ပြပါမယ်မမျော်လင့်မထင်မှတ်သောနေရာမမျော်လင့်မထင်မှတ်သောအချိန်၌မဝါကိုပြန်တွေ့ရခြင်းဖြစ်သည်မဝါကိုမမြင် မတွေ့ခဲ့ရသည်မှာနှစ်ပေါင်း20ကျော်ခန့်ပင်ရှိရမည်ထင်ပါသည် ို့ဖြစ်၍ဒီလိုနေရာဒီလိုအခါတွင်မတ်ဝါကိုပြန်တွေ့ရသဖြင့်ရုတ်တရက်အံ့အားတင်သွားသည်မတ်ဝါအကြောင်းကောင်းသောဂုဏ်သတင်းတွေကိုကြားလိုက်ရသဖြင့်လည်းជីနုပီတိတသိမ့်သိမ့်ဖြစ်ရပါသည်စင်စစ်မတ်ဝါကိုကျွန်တော်မေ့လျော့ခဲ့ပြီဖြစ်ပါသည်ဒေါက်တာဆိုးရင်ကြောင့်သာမဟုတ်ပါကမတ်ဝါကိုကျွန်တော်ပြန်တွေ့ရလိမ့်မည်မထင်ပါဒေါက်တာဆိုးရင်ဆိုတာကဆရာဝန်မဟုတ်မြန်မာစာဒေါက်တာဖြစ်ပါသည်သူကကျွန်တော်ထက်အစင်းလေးခန့်ငယ်မိကျွန်တော်နဲ့တနေတဲ့သားဇရက်ကွင်းရွာကလေးမှာမွေးဖွားခဲ့သူဖြစ်သည် ကျေးလက်ကျောင်းဆရာတယောက်ဖြစ်ခဲ့သည့်ကျောင်းဆရာဘဝနှင့်မဟာဝိဇ္ဇာတက်နေသည်ကိုမြို့နယ်ပညာရေးမှူးတည်သွားပြီးသူ၏ပညာသင်ကြားမှုအပေါ်ကျင့်သက်မှုရှိခဲ့သဖြင့်ကျေးလက်ဆရာဘဝကိုဆွလုခရသည်။နောက်မဟာဝိဇ္ဇာဘွဲ့တက္ကသိုလ်ဆရာဖြစ်ပါရဂူဘွဲ့ရပြီးမြို့ပြမြန်မာစာပြဆရာဖြစ်အသက်မွေးနေပြီဖြစ်သည်။မကြာသေးခင်ကသူကျွန်တော်ကိုဟောပြောပွဲဖိတ်သည်။ကျွန်တော်ကဟောပြောပွဲတွေကိုအာယုံပါလျက်နေခြင်းဖြစ်သည်ကျွန်တော်ကဟောပြောကောင်းသူမဟုတ် နှစ်ပေါင်း30ခန့်ဟောပြောပွဲကျင်းပသူအဖြစ်နိုင်တာနှစ်နှစ်ကာကရွေးချယ်နေထိုင်ခဲ့သူအနေဖြင့်ပြည့်တဲ့အပြောင်းလဲကိုကျွန်တော်သိပါသည်ပြည့်တဲ့ပါကြိုက်ဒီကိုကျွန်တော်သိပါသည်ဒါအလုံးမျိုးတွေမှာသူတို့လက်ခုပ်တည်၍ဘလို့အလုံးမျိုးတွေမှာသူတို့တအုံးပွဲချက်တတ်တည်ကိုကျွန်တော်သိပါသည်တို့တော့ကျွန်တော်ကထိုတို့မပြောတဲ့ထိုတို့မပြောခြင်းစာအကြောင်းပဲပြောခြင်းသည်ဘဝတွေကစာနဲ့စာတွေကဘဝတွေကိုပြောခြင်းသည် ။ဇာဘတ်တူဘက်ကအတန်ကိုလည်းခုံရင်းသောစနေလုံးဖြင့်နားထောင်ကြည့်ခြင်းသည်ပြောရရင်ကြားခြင်းသည်ကိုပြောမီလား၊ကြားစီခြင်းသည်ကိုပြောမီလားဟုကျွန်တော်ရင်ထဲမကြာခဏပြိပက္ခဖြစ်ရသည်။ထိုစင်မှာပဲဒေါက်တာဆိုးလင်ကသူတော်ဝင်ထမ်းခဲ့သောရွာကလေး၌သူ၏ဆရာမကြီးနှင့်အတူဟောပြောပေးပါဟုဖိတ်ခေါ်လာခြင်းဖြစ်ပါသည်။လက်ခုတ်တန်တဖြောင်းဖြောင်းရအောင်ကျွန်တော်မဟောတတ်ဘူးတအုံးအုံးပွဲကြတဲ့ပြလုံးတွေလည်းကျွန်တော်မပြောတတ်ဘူးကျွန်တော်ကအစာအချောင်းပဲပြောတတ်တာ ဟုတ်ကဲ့ကျွန်တော်တို့လည်းစာပေဟောပြောပွဲပဲလုပ်မှာပါဆရာရဲ့မြန်မာစာဆရာဒီစကလုံးတစ်လုံးချင်းကိုအတိအကျနားလည်နိုင်မည်ဟုသောယုံကြည်မှုဖြင့်ကျွန်တော်ကလက်ခံသဘောတူပေးခြင်းဖြစ်ပါသည်တို့ဖြင့်ပုံလေးသောနေ့လည်ခင်တစ်ခုတွင်ကျွန်တော်တို့သည်ကားကလေးနှင့်ခီးနေခဲ့ပါသည်ဒုက္ခလန်း၌အဆင့်အသင့် စီစဉ်ပေးထားသောကားပေါ်သို့တက်ခဲ့သည့်ကားပေါ်၌ဆိုင်ရစ်ဆရာမကြီးဒေါက်တာမမိုးမေကမြန်မာစာနှင့်ပတ်သက်၍တက်ကတော်များတွင်သာဟောပြောခဲ့ကြောင်းသူစကားအတိုင်းဆိုရင်ခုလိုအရက်ပွဲများ၌ဟောပြောလိမ့်မရှိကြောင်းပြောရာဒေါက်တာဆိုးလင်ကအရက်ပွဲမဟုတ်ပါဘူးဆရာမကြီးရဲ့ကျောင်းပွဲပါလို့တိတိကျကျပြန်ပြောပါတယ်။သူတို့တွင်မိသားစုတစ်ဖွဲ့ရင်းချတော့ဆရာတစ်ဖက်ဆက်ဆံရေးရှိသည်ကိုကျွန်တော်သတိထားမိပါသည်။ အမိနဲ့သားတပွဲချစ်ခင်နှွေးထွေးသောဆက်ဆံရေးကိုကြည်နူးစွာညီမော်ရင်မြို့ဝကျွန်းပေါ်သို့ခရီးနှင်ခဲ့ပါသည်ကျွန်တော်တို့သည်တောင်ထိပ်ပန်းပွင့်မှခဏလာပတ်တနော်စာပေမိတ်ဆွေများနဲ့အေးအေးလူလူစကားဆိုခဲ့ကြပါသည်ထို့နောက်ကျောင်းကုန်းကျုံပြောချင်းမြောင်းလာသည့်မော်တော်ကားလမ်းတွေလေးပေါ်သို့ဖြတ်တက်ပြီးနေဝင်ရီတရော အချိန်၌ဟောပြောဝဲခြင်းပါနှင့်အစုကြီးကြီးရွာအထက်တန်းကျောင်းသို့ရောက်ခဲ့ပါသည် အစူကြီးသည်အင်ဂျီ300ခန့်ရှိရွာကလေးဖြစ်သည်ရွာသားအများစုကကရင်လူမျိုးများဖြစ်သည်ကရင်အမျိုးသားမြန်မာစာဆရာဦးတင်ဦးဤတပည့်များသည် အစူကြီးကျောင်းမှနှစ်တိုင်းလူလိုမြန်မာစာဂုံထူးထွက်ခဲ့ပါတဲ့ခမရဲသူရောက်ပါပြီဆင်မြင့်မော်ကနောက်ခံစာသားကိုမြင်တော့ရုတ်တရက်ကျွန်တော်အံ့ဩသွားသည်ကျောင်းသူကျောင်းသားကြီးများဤ15ချိန်မြောက်အာစရိယပူဇော်ပွဲနှင့်စာပြဟောပြောပွဲတဲ့ ။ကျောင်းသူကျောင်းသားကြီးများတဲ့ဟောင်းကိုတမင်ရှောင်၍တုံထားကြောင်းသိတာလေ။ကျောင်းသားဟောင်းအချစ်ဟောင်းအကျဉ်းသားဟောင်းပြစ်ချက်ဟောင်းနိုင်ငံရေးသမားဟောင်းဘိုလ်ချုပ်ကြီးဟောင်းတရားသူကြီးဟောင်းဟောင်းကိုကျွန်တော်မကြိုက်ပါ မကြသေးခင်ကဌာနတစ်ခု၏အရာရှိဟောင်းများ အသိအပင်ဖွဲ့ဖို့စီမင်းရေးဆွဲမည်ဆိုတော့အငိမ့်စားအရာရှိကြီးများဟုသုံးမိလားစဉ်းစားကြသည် သို့ဆိုရင်အငိမ့်စားပြင်စင်ခံစားဝင်မရခဲ့ပဲဌာနကိုစွန့်ခွာခဲ့ရသူများမပါနိုင်ဖြစ်မည်ဆိုသည်ဒါဆိုအရာရှိဟောင်းများကတုံးမီလားဆိုတော့လဲဟောင်းဆိုသောစကလုံးမှာနှိမ့်မြုပ်ဝင်မရှိဟုခံစားမိသည်စကလုံးရှောင်ဖို့စဉ်းစားခဲ့ရပြန်သည် အခုအစူကြီးကလွန်လွန်လေးလှုပ်သွားသည်ចောင်းသူចောင်းသားကြီးများတဲ့ လှပါပဲခန်းနာပါပဲမြေဝကျုံပေါ်ကြေးလက်ဒေသရှိအစူကြီးចောင်းကလေးဤမြန်မာစာအစင်တန်းကိုပြောပြနေသလားဟုပင် အောင်းမိမိပါသည်အခန်းနာစာပြီးဆ iam မကြီးတို့ခင်တန်းကအခွင့်စကားပြောကြားပေးပါယံဟုအခန်းနာမှုကဖိတ်ခေါ်သည်ဆ iam မကြီးတို့ခင်တန်းဆိုသူစင်မြင့်ပေါ်သို့တက်မလာဒီတော့လက်ရှိအထက်တန်းចောင်းအုပ်ဆ iam မကြီးဒေါ်အေးအေးသိန်းကပဲတူတူတုတ်တုတ်တက်ပြောသည်ထို့နောက်ဆ iam မမိုးမီဟောသည်ဘဝအမောပြင်ချင်ပါသလားတဲ့ ်ယတသဘောတရားကိုခပ်ပါးပါးလေးပြောပြပြီးဝိထု၏အခင်ကျဲဇက်ဆောင်ဇယိုင်နှင့်ခံစားတွေ့မြင်ချက်တို့ကိုရေရှက်၍ပြောသည်အထက်တန်းကျောင်းသားလေးတွေကအစိတ်ဝင်တကာနာယူမှတ်မ်းနေတာတွေ့ရသည်ဩဘာလက်ခုတ်တဲ့မကြရာတောအောင်ပွဲကြတဲ့မကြရာတို့တော့စာပေဟောပြောပွဲဆင်မြင်ပေါ်၌စာတန်ပေတန်ကိုကြက်တီရှိစွာကြားခွင့်ရခဲ့ပါသည်ရုံးကန်ရတော်ပေါ်ကများနှင့်ဆက်လင်း၍ကျွန်တော်ပြောတော့လဲဆိုလက်တောက်ပါနေတော့သူတို့ဤမျက်လုံးကလေးတွေကို ဆင်းမြင့်ပေါ်မှာမြင်နေရပါသည်ဆ iam ကြီးတို့ခင်တန်းကလက်ဆောင်ပစ္စည်းချီးမြှင့်ပေးပါယံဟုဖိတ်ခေါ်တမ်းကြရသည်ပွဲမဆမီကဆင်မော်တို့ဖိတ်ခေါ်ခဲ့ပေမယ့်ဆင်မော်တို့တက်မလာနိုင်ခဲ့သောဆ iam ကြီးဖြစ်သည်ပြသူများပါလေအခုမှဆင်မြင့်ရှိမှသူ့ကိုမြင်လိုက်ရခြင်းဖြစ်ပါသည်ဟဲမတ်ဝါကျွန်တော်အတန်တော်တော်ကျဲသွားပုံရသည်ဒေါခင်တန်းကကျွန်တော်ကိုလှည့်ကြည့်သည်"ကျမကိုမှတ်မိပါမလား"လို့ ကျွန်တော်ကမ်းပီတော်လက်ကိုဆွဲယူလို့ဆိုင်ရင်သူမကဆ iam မကြီးတူဤတင်းငိန်တို့အိမ်ကြီးဖြင့်တို့ပြန်လိုက်ခြင်းဖြစ်ပါသည်။ဘာကြောင့်မမမီရမှာလဲအသားဖြူဖြူပိန်သွဲသွဲမျက်နာပြပြစပင်ကိုပြိနေအောင်ဖြီးတင်ထားပုံနဲ့ဝက်စားစင်မှုကလည်းဟူစင်ကအတိုင်းပါပဲ။တန်ရှင်းတဲ့ရုံမြဖြစ်သည်မြို့သမီးတယောက်အနေဖြင့်ခြေသားမှုအနည်းဆုံးဖြစ်သည်တို့တော်ဓာတီပင်မဝါဤတွင်ပြင်မူရာဖြစ်ပါသည်။ ဟောပြောပွဲပြီးတော့ထမင်းပွဲပြင်ထားသည့်အခန်းမှာကျွန်တော်တို့ညလည်သာစားကြသည်။ညရင်းချင်းပြန်ရမည်ဖြစ်၍စကားတွေအများကြီးပြောဖို့အခွင့်မသားခဲ့ပါ။တို့တော့အမောက်ဝါအကြောင်းတော့တော်တော်ပြောပြသည်။မောက်ဝါကိုတခါကကျောင်းအုပ်ဆရာမကြီးအဖြစ်ချစ်ခင်ရိုသေးဆဲဆိုချစ်ခင်ရိုသေးဆဲဆိုတာဆရာဦးမြင့်စိန်ဦးတင်ဦးတို့၏မျက်လုံးတွေထဲမှာဖန်းစုပ်စုပ်ဖန်းလို့ရသည်။ အစူကြီးကမောက်ဝါရဲ့ကြောင်းဆိုတာတကယ်ကိုမေ့နေမိတာကျွန်တော်ကတောင်းမှန်တယ်လို့တဖွားဖွားပြောနေမိပြီအစူကြီးကြောင့်ဒီမောက်ဝါအုပ်ချုပ်ခဲ့တော့ကြောင်းမောက်ဝါပြိုးခဲ့တော့စိုက်ခင်းကျွန်တော်တရိယာမိဖို့ကောင်းသည်ကျွန်တော်ခုနှစ်တန်းတပွန်တိုင်းမှာတော့ကျွန်တော်ဆရာမပေါ့ကျွန်တော်ပါရဂူဘွဲရတော့စိုးလင်နင်ပါမောက်ခဖြစ်အောင်လို့တဲ့ပြောခဲ့သေးရဲ့ဆရာဒေါက်တာစိုးလင်ကအောက်မေ့လွမ်းဆွဲပြောနေသည် ညံ့အမောင်ကိုတိုးခွဲနေသောကားမီးရောင်သည်ရွာကလေးများကို တရိပ်ရိပ်ဖြတ်တန်းနေသည်ဒီလိုရွာကလေးများတွင်ဆရာဆရာမကလေးတွေကိုသိမ်းဝတ်ထားကြသည်ကျွန်တော်သည်သူတို့စကားသံတွေကမတ်ဝါဤအတိတ်ကိုပုံဖော်ကြည့်နေမိပါသည်ဟိုနေ့မြစွာကမြမစီပွားရေးဘက်မှကျွန်တော်လှုပ်စင်မြို့နယ်တမဝါရံမှအတင်းမှဦးလေးဦးချင်မောင်နဲ့ခင်မင်းခဲ့သည်ဦးမင်းသားချင်းလိုခင်မင်းခဲ့ခြင်းဖြစ်သည် ။တမဝါယံမှာအမှုဆောင်တွေမကြာခဏအမှုဖြစ်ကြတရားစွဲခံကြရတော့လဲဦးလေးကအရှုပ်ထဲမှာရှင်းအောင်နေခဲ့သည်။ခုပြန်တွေ့ကြည့်တော့သူစီကန်းနေသူနေခဲ့တော့ကြောင့်ဖြစ်သည်ဟုကောက်ချက်ချမိသည်။ဖခင်ဤစီကန်းကသူတမီးမဝါတို့ဆင်းသက်ခဲ့ပုံရသည်။ညနေခင်းများတွင်ကျွန်တော်သည်ဓမ္မနန္ဒာကျောင်းဤကသူတို့အိမ်သို့ရောက်ဖြစ်သည်။လက်ဖက်ရည်ချမ်းလက်ဖက်ထလဲထန်းထလဲလာချတတ်သည့်မဝါကိုတွေ့သည် ဘဝကိုအစဉ်မြတ်လာချထားလျက်သာတွေ့ခဲ့ဘူးသည်ဟုကျွန်တော်ထင်သည်အရွယ်မတိမရင်ဆိုပေမဲ့သူ့အဖေနဲ့တငယ်ချင်းပေါင်းပေါင်းနေသောကျွန်တော်ကသူ့ထက်ပို၍ဝါကြီးသလိုဖြစ်နေခဲ့ပုံရသည်ရင်းရင်းနှီးနှီးရှိခဲ့သည်ဟုမဆိုတာပါသို့တော်မဝါကိုကျွန်တော်သေသေးချာချာသိပါသည်ဆီယမဘဝကိုခုံမင်းသူစီးစနစ်ကောင်းသည်ဟုနမည်ကျော်သောသူပြီးတော့သူ့အလုပ်ထဲမှာသူ့တပွားလုံးကိုမြုံနှံထားသူနေဘူးဘူးမိုးရွာရွာတာဝန်ကျရွာသူမငီးမငြူသွားခဲ့သူ အစုကြီးကိုအလဲအကျောင်းဟုတ်ဖြစ်နေရောက်လာတာဆရာသူဘလောက်စီကံကောင်းတယ်လဲဆိုအရက်အမဲတောက်နေတဲ့မြဆောင်ကြီးတော်ဆရာမကိုအာနာလို့ဆိုပြီးအရက်ကိုတီးခနေဖြတ်ပြစ်လိုက်တာစားရောက်ကလေးကအစုကြီးကျောင်းကောင်းဖို့တခုပဲအာယုံထားခဲ့တာဆရာအောင်ချက်ကောင်းဖို့သာမကပါဘူးကျောင်းပွန်ပြိုးရေးပတ်စုံပြိုင်ပွဲတွေမှာကောစီးစနစ်ကောတကယ့်ကိုရုံရုံချီချီနဲ့လုပ်ခဲ့တာသူကမမတင်းလေးမပြောဘူးဆရာသူဖြစ်စေခြင်းနဲ့စနစ်အတိုင်းသူကတကယ်နေပြတာအဲ့ဒါကိုဆရာဆရာမတွေကအရှင်ကြီးလိုက်လို့ကြရင် စီယုံသွားခဲ့တာအတူတူတိတ်ကောင်းတဲ့အုပ်ချုပ်မှုပါအထက်တန်းကျောင်းခွဲလို့တော့ဆရာတွေငှားရတယ်ဆရာအရေးခဲမှာအရေးယူခံခဲ့ရတဲ့ဆရာကြီးဦးစောရွှေဝင်းဆိုတာဆရာတိမှာပေါ့သူလဲကျောင်းခွဲမှာစာလာတင်တယ်ဆရာမကြီးကသူ့တပည့်ပဲဒါပေမဲ့ဆရာကြီးဦးစောရွှေဝင်းကိုယ်တိုင်ကသူ့တပည့်ဆရာမကြီးကိုလေးစားတယ်ချစ်တယ်အခုလုတ်တဲ့ဆရာကတော့ပဲ15ချိန်ရှိပြီဆရာမကြီးရဲ့လက်ရပဲအခုဆရာတို့ထိုင်နေတဲ့အေယာဝတီဆောင် ဆီယမကြီးရဲ့လက်ရပဲအခုအထက်တန်းချောင်းရခဲ့တာလဲဆီယမကြီးရဲ့ကျေးဇူးပဲ။ဘာကြောင့်တူလက်ရလို့ပြောတာလဲဆရာ2004ခုနှစ်မှာအကြောင်းကပြုံမတက်ဖြစ်သွားတယ်လေ။အဲ့ဒါဆောက်ဖို့ရန်ပုံငွေလိုနေတယ်လို့ဆီယမကြီးကသူ့အမွေရတဲ့အိမ်ကိုရောက်ပြီးကျောင်းထဲထည့်ခဲ့တာ။ကျောင်းခွဲကဆရာဆီယမတွေလာကပေးဖို့ငွေလိုနေရင်လဲသူ့လက်ကလည်းစိုက်ပေးနေတာလေ။အတော်ကြာမှအကြောင်းကော်မတီကတည်ကြရတာအဲ့ဒီလိုဆီယမကြီးပါ။ဦးလေးဦးချစ်မောင်ဆုံးပါပြီးတိတ်မကြမင်း ဓမ္မနရာကျောင်းကြီးကရင်းနေရဝနေသောအင်ဂျီယာပြောင်းချလိုက်သည်ကိုကျွန်တော်သတင်းကြခဲ့ပူပါသည်။အော်မဟုတ်ပါ။ဆီယမကြီးအငိမ့်စားယူတာကိုတရွာလုံးကအသိနဲ့မျောကြတဲ့ဆရာဘယ်သူမှစိတ်မကောင်းနိုင်ကြဘူး။ရောက်30ခုနှစ်ဝင်ခြင်းကထင်ပါတယ်မဟုတ်ပါကင်စာဖြစ်သည်ဟုတရင်တက်တက်ကြားရသည်ဒါမျိုးကျွန်တော်ဇနီးလည်းဖြစ်ခဲ့မှုသည်ခွဲစိတ်ကုသပြီးနောက် radiation တက်ကင်ရကီမိုသွင်းရနဲ့ကုသဖို့အချိန်တော်ယူရတယ်အလွန်ငွေကုန်ကြေးကြများတယ် တက်ကင်နေတဲ့ကာလရေကရင်ဆိုးလောက်ရှိရဲ့ဆရာခွဲစိတ်တရားရှိတဲ့အတူရင်ဘက်ကိုမိုးကပတ်ရေထဲဖြတ်ကူပြီးကြောင်းလာတာကိုမြင်တော့သူ့ကြောင်းသားတွေကနေရကြတယ်ဆရာမကြတယ်တော်တော်လုံးကတားပေမဲ့မရပါဘူးဆရာရဲ့ဆရာမကြီးကတိတ်အလုံးလို့တယ်ဆရာသူ့အလုံးတွေကိုအရင်လိုအားတတ်တယ်ရောမလုံနိုင်တော့ဘူးဆိုပြီးကျွန်တော်ရေကိုနှစ်သွားစီခဲ့တော့အချက်ဖြစ်ပါသည်တကယ်တော့ကျောင်းဆရာမဘဝသည်ကြီး တောကျိလက်မှာစားလို့ရုံများတာဖြစ်ပါသည်တို့တော့ဒီအလုတ်မှာစိတ်ရောကိုယ်ပါ မြုံနှံရေးလုတ်သည်ဒီအလုတ်ကိုမြင်လို့ဒီဒီအလုတ်ကိုတန်ဖိုးသားသည်ဘလောက်လဲဆိုရင်ညွှန်ကြားရေးမှုကျုပ်လိုအလုတ်မျိုးနဲ့မလဲနိုင်အောင်မျက်နှုတ်တန်ဖိုးထားသည်ဤတီကိုရုံမပွေရမရှိပါမဝါဖြစ်နေတဲ့ဖြင့်ရုံမပွေရစူးစင်းများမရှိပါ တို့ပင်မဲ့မြင်မြပင်ရင်နိုးတမှုထားသည်ဖြစ်စေသူတောင်းဝင်ချောင်မလုံနိုင်ဟုထင်မြင်ယူဆသောအခါပြက်ပြက်တသားကြီးကိုစွန့်ခွာသွားခဲ့သည်မိမိတောင်းဝင်ကိုခြေပွန်မထမ်းနိုင်တော့ပါဟု၍ဤသူသည်မိမိယာယီတောင်းဝင်ကို ထိုသို့စွန့်ခွာနိုင်ခဲ့ပါသည်ကျွန်တော်ဒီကောင်းမြောင်ထဲမှနေ၍တရိပ်ရိပ်ဖြတ်တန်းနေသောရွာကလေးတွေကိုငီးမောကြည့်နေမိပါသည်ဒီလိုရွာကလေးတွေမှာဒီလိုဆရာဆရာမတွေတယောက်မကရှိနေလိမ့်မည်ဟုကျွန်တော်ယုံကြည်ပါသည် သူတို့ကိုအတိမတ်ပြုယူမပြုပြုသူတို့အလုပ်ကိုစင်ကြယ်စင်လက်အနည်းဆုံးနဲ့ကြိုးကြိုးစားစားလုပ်တယ်ယုံယုံကြည်ကြည်လုပ်တယ်မျက်မျက်နှူးနှူးလုပ်တယ်ခုံခုံမင်မင်လုပ်တယ်မဝါနဲ့မဝါကဲ့သို့သောကြီးလက်ဆရာဆရာမများသည်ဟိုတုန်းကရှိခဲ့ပြီးအခုလဲရှိနေသေးပင်ဖြစ်ပါသည်သူတို့၏လောကနယ်ပယ်အတွက်ပေးဆက်ခဲ့ကြသည်မှာရွှေလည်းမဟုတ်ပါငွေလည်းမဟုတ်ပါထို့ထက်များစွာပို၍အဖို့ထိုက်တန်သည့်သူတို့၏ဘဝတွေကိုပေးဆက်ခဲ့ကြခြင်းပဲဖြစ်ပါသည် တို့တော်ခင်များသည်သူတို့ကိုဖျက်ကျော်သွားခဲ့ကြပါသည်ဖေဖော်ဝါရီလ2019ခရီးနှင့်မဂ္ဂဇင်းမှာထုတ်ဖော်ခဲ့တဲ့ဆောင်းပါးတစ်ခုဖြစ်ပါတယ်တို့ဒီဒီစာအုပ်ဖတ်နေရင်လည်းကိုယ့်ကိုယ်တောင်နည်းနည်းနှမျိုးသွားတယ်ဆိုတော့စိတ်ခံစားချက်မျိုးဖြစ်ပါတယ်ဟိုဟုတ်ပါတယ်တို့อืมသူเจ้าอย่างเนี่ยသူတော့ရှိကြမှာပဲပေါ့လေဒါပေမဲ့ကိုယ့်ရဲ့တန်ဖိုးကိုသိရယ်ဆိုရင်တော့ ကိုယ့်ရဲ့တန်ဖိုးကိုသိပြီးကိုလှုပ်တဲ့ဟာကိုอืมအရာကိုလှုပ်တဲ့ဟာကအရာဝင်ခဲ့တယ်ဆိုရင်တော့ဒါဟာထိုက်တန်တယ်လို့ယူဆလို့ရတယ်ပေါ့နော်ဆိုတော့နောက်တဲ့ခေါင်းစဉ်လေးတစ်ခုမှပြန်လဲဆုံတွေ့ကြပါမယ်အလုံးကိုကျေးဇူးတင်ပါတယ်